ကဲဒီဒီကတော့5.1ရဲ့တတိယခေါင်းစဉ်ပေါ့နော် the benefits of reflection အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့ the benefits of reflection ကတော့ဒီ reflective reflection ခန်းထဲမှာမေးတတ်တဲ့မိခွန်းထဲမှာပါပါတယ် short question လေးတက်ထားဖို့လိုပါတယ်အဲ့တော့ benefits reflective thinking နေလုပ်မယ်ပြန်ပြောင်းဆင်ခြင် သုံးသပ်စဉ်းစားတာတွေပြန်ပြောင်းဆင်ခြင်သုံးသပ်တာတွေကိုလုပ်မယ်ဆိုရင်တော့ပါအကျိုးကျေးဇူးတွေရလာနိုင်တယ်ဆိုတော့ ်ပထမဆုံးချက်ကတော့ reflective practice တွေလုပ်ချင်အပြင်သူက improve your practice ကိုယ့်ရဲ့အလုပ်တွေမှာပို့ပြီးတော့မှတိုးတက်လာနိုင်တယ်တဲ့အဲ့မှာသူကပြောထားလဲဆိုတော့ if you take time to reflect on a different aspects of the care you have provide ကိုလုံလိုက်တဲ့အလုပ်ကိုသူက different aspect ရှုထောင့်မျိုးမျိုးအနေပြီးမှအချိန်ယူပြီးတော့မှပြန်စဉ်းစားကြည့်မယ်ဆိုရင်တဲ့ consider how it could be improved ဘလိုမျိုးလုပ်ရင်ပိုကောင်းမလဲဆိုတာကိုလည်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်တဲ့အဲ့လိုမျိုးတွေအချိန်ယူပြီးတော့မှစဉ်းစားပြီးတော့မှဘလိုပိုကောင်းအောင်လုပ်မလဲဆိုတာတွေလည်းတွေးကြည့်မယ်ဆိုရင်တဲ့ it may also help to troubleshoot problem ပြဿနာဖြေရှင်းတဲ့အခါမှာပြဿနာတွေကိုပြဿနာဖြေရှင်းတဲ့အခါမှာလည်းပိုကောင်းလာမယ် that may arise and how to solve them ပေါ်ပေါက်လာနိုင်တဲ့ပြဿနာတွေကိုလည်းပြဿနာဖြေရှင်းနိုင်ုံနဲ့မကဘဲနဲ့ဘလိုဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းတွေကိုလည်းကိုယ့်ကို ကူညီပေးနိုင်မှာဖြစ်ပါတယ်တဲ့အဲ့တော့ဒုတိယ benefit ကကြတော့သူက learning from reflective practice အဲ့တော့ဒီ reflection တွေလုပ်ခြင်းအပြင်စဉ်ကျင်သုံးသပ်ခြင်းအပြင်သူကကိုယ့်ရဲ့လေးလာသင်ယူမှုအသစ်တွေလည်းရရှိလာနိုင်ပါတယ်တဲ့ There is a good range of evidence အဲ့လိုမျိုးစဉ်ကျင်စဉ်းစားသုံးသပ်တဲ့အခါမှာ evidence သက်သေတက်ကြရတယ်အများကြီးပဲထွက်လာတယ်ပေါ့နော် That suggests that purposeful reflective practice help deep learning take place အဲ့တော့ရည်ရွယ်ချက်ရှိရှိနဲ့စင်ကြင်စဉ်းစားမယ်ဆိုရင်တဲ့ကိုယ့်ရဲ့လေ့လာသင်ယူမှုတွေမှာလည်းနက်နက်ဆိုင်ဆိုင်နဲ့ရရှိမှာဖြစ်ပါတယ်တဲ့ this will help you to continue to develop your skill and knowledge အဲ့လိုမျိုးစင်ကြင်စဉ်းစားသုံးသပ်ခြင်းအပြင်ကိုယ့်ရဲ့ skill တွေကျွမ်းကျင်မှုတွေနောက်တစ်ခါကိုယ့်ရဲ့ knowledge အသိဉာဏ်ပညာတွေကလည်း continue to develop တဖြည်းဖြည်းနဲ့တိုးတက်လာပြီးတဲ့အခါကျတော့ as a caring professional ပြုစုကူတတ်မှုပေးရတဲ့ professional သမားတယောက်အနေနဲ့ပို့ပြီးတော့မှတိုးတက်လာနိုင်တယ် take the time to identify your strengths and weakness in a, in any given situation in any given situation ဘလို့အခြေအနေမျိုးမှမစိုးကိုယ့်ရဲ့အားသာချက်တွေအားနည်းချက်တွေကိုရှာဖွေဖော်ထုတ်ဖို့အတွက်ကိုယ်က take the time အချိန်ပေးလိုက်ပါတဲ့ take the time to work on those areas those you have noticed as we တကယ်လို့ကိုကိုကိုပေါ့နော် noted as we ဆိုတဲ့ဥစ္စာကကြတော့သူကအားနည်းတယ်လို့ယူဆတယ်ဆိုရင်အဲ့အားနည်းတယ်လို့ယူဆတဲ့နေရာမှာအလုံးလုံးနိုင်မှုအတွက်ကို take the time အချိန်ယူပြီးတော့မှလေ့လာသင်ယူကြည့်ပါတဲ့အဲ့ဒါကတော့သူက learning from reflective practice ဆိုတဲ့ဥစ္စာကကြတော့ဒုတိယ benefit အနေနဲ့ရှိမှဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့သူက benefit ထဲမှာမှသူက အကျိုးကျေးဇူးထဲမှာမှာတတိယအကျိုးကျေးဇူးကတတိယအကျိုးကျေးဇူးကကြတော့သူကဘာဖြစ်တာလဲဆိုတော့သူက NHS problem solving skill ကိုဘာတွေလောက်ခက်လဲဆိုတဲ့ဥစ္စာကိုအချိန်ယူပြီးတော့မှဝေဖန်သုံးသပ်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ပြဿနာဖြစ်ရှင်းတဲ့နီလန်းတိုးတက်မှုတွေကလည်းပို့ပြီးတော့မှကောင်းလာပါတယ်တဲ့ in taking the time to dissect and analyze your nursing care အဲ့တော့ကိုယ့်ရဲ့သူနာပြုစုမှုအလုပ်တွေမှာ ဒီဆက်ဆိုတာက critical analysis နဲ့တူတူပါပဲဒီဆက်ဆိုတာကအပိုင်းပိုင်းဖြတ်ပြီးရောမှ analyze ဝေဖန်ပိုင်းခြားကြည့်ပြီးရောမှအချိန်ယူပြီးရောမှဝေဖန်ပိုင်းခြားကြည့်မယ်ဆိုရင်တဲ့ how you act in a specific situation အခြေအနေတစ်ခုမှာကိုဘလိုပုံစံမျိုး how you act တုံ့ပြန်လိုက်လဲဆိုတာလဲကိုပြန်သိလာမယ် you are action at the time အဲ့ဒီအချိန်မှာကိုလုံးလိုက်တဲ့ action အလောက်ဟာဆိုရင်တဲ့ may provide you with the valuable insights ကိုအရန်အဖိုးတန်တဲ့အမြင်တစ်ခုကိုရစေတယ်။ How to handle a similar situation in the future ဒီလိုအခြေအနေမျိုးပဲနောက်တစ်ချိန်ချိန်မှာဒီလိုအလားတူတူညီတဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့ရမယ်ဆိုရင် How to handle ဘလို့ကင်တွယ်ဖြေရှင်းရမလဲဆိုတော့အသိဉာဏ်ပညာအသစ်ကိုကိုယ်ရရှိစေပါတယ်တဲ့ You may well be able to identify areas of care that links to the situation ဒီအခြေအနေကိုဖြစ်ပေါ်စေတဲ့ ီလိုမျိုး area socket အခြေအနေတွေကိုကိုယ်ကနေပြီးတော့မှရှာဖွေဖော်ထုတ်ပြီးတဲ့အခါကျတော့ put in place process to prevent is reoccurring နောက်တစ်ချိန်မဖြစ်အောင်လို့လည်းကိုယ်ကကာကွယ်ပေးနိုင်တယ်ဒီနောက်တစ်ချိန်ကြုံရမယ်ဆိုရင်ရောဘယ်လိုဖြစ်ရှင်းရမလဲဆိုတာကိုလည်းကိုယ့်ကိုယ်ကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်ဥပမာ less of continuing assessment of unstable patient patient က vital sign တွေအခြေအနေတွေမတည်ငြိမ်သေးဘူးဆိုရင်အဲဆိုရင်ကျမတို့ကအရင်တော့ကတော့ continuous assessment မရှိခဲ့ဘူးပေါ့နော်သူ့ရဲ့အခြေအနေကိုစဉ်ဆက်မပြတ်စောင့်ကြည့်တာမျိုးမရှိခဲ့ဘူးဆိုရင်လည်းအဲ့လိုမျိုးစောင့်ကြည့်တာမျိုးကိုလုပ်လိုက်မယ် lack of fluid balance မလုပ်ခင်မိတာတို့နောက်က inadequate pain relief အနာသက်တာဆေးတွေကိုပေးတဲ့အခါမှာမလုံလောက်တာတို့အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒါတွေကိုနောက်တစ်ချိန်မှာကြုံတွေ့ခဲ့ရင် မဖြစ်အောင်လို့ဆိုတော့ကြိုကာခွဲထားပေးနိုင်တယ်တဲ့အဲ့တော့နောက်ထပ် benefits တဲ့မှာနံပါတ်၄တခုကကြတော့ဒီလိုမျိုး analyze လုပ်ခြင်းအဖြစ်ပေါ့နော် reflection လုပ်ခြင်းအဖြစ်သူက help you become a critical thinker ဆက်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 တွေးခေါ်စဉ်းစားတတ်တဲ့လူတယောက်ဖြစ်ပေါ်လာစေတယ်တဲ့အဲ့တော့ critical thinking ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ thinking when တည်တည်ချာချာတွေးတယ်တွေးပြီးတော့မှ taking charge of your own thinking ကိုတွေးလိုက်တဲ့အတွေးတွေကနေတဆင်ပေါ့နော်အကျိုးကျေးဇူးတွေကိုရရှိရဖြစ်ပါတယ်တဲ့အဲ့တော့ reflective practice တွေလုပ်ခြင်းအပြင် recognize when you are thinking many adjusting or your perspective or opinion need to be changed ဘယ်အခြေအနေမျိုးမှာကိုယ့်ရဲ့တွေးခေါ်မှုတွေကိုယ့်ရဲ့ရှုထောင့်အမြင်တွေကိုယ့်ရဲ့ opinion ထင်မြင်ယူဆချက်တွေဟာပြောင်းလဲဖို့လိုအပ်နေရလဲဆိုတာကို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 တေချာသိလာမှာဖြစ်ပါတယ်တဲ့ ဆိုတော့အဲ့မှာ benefits ထဲမှာဆိုရင်စုစုပေါင်း6ချက်ရှိတဲ့နေရာမှာနံပါတ်5အချက်ကကြတော့ဗာလဲဆိုတော့ making decision မှာ making decision ဆိုတာကဆုံးဖြတ်ချက်ချတာပေါ့နော်အဲ့လိုမျိုး reflective thinking နဲ့ reflective practice တွေကိုလုပ်ချင်အားဖြင့်ကိုယ့်ရဲ့ practice တွေကိုနေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုပေါ့နော် reflection ပြန်လုပ်ကြည့်ခြင်းအားဖြင့် you will find that ဘာကိုတွေးရှိလာအောင်လဲဆိုတော့ you are able to make decision more easily and with greater confidence ဆုံးဖြတ်ချက်တင်ချတဲ့အခါမှာလွယ်လွယ်ကူကူဆုံးဖြတ်ချက်ချလာနိုင်တာကိုတွေ့ရမယ်။နောက်ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း greater confidence ကိုကိုကိုယုံကြည်မှုရှိရှိနဲ့ဆုံးဖြတ်ချက်ချလာနိုင်တာကိုတွေ့ရမယ်တဲ့။အဲ့တော့လုတ်ခဲတဲ့အလုပ်တွေလုံနေတဲ့အလုပ်တွေကိုဝေဖန်သုံးသပ်စဉ်းစားခြင်းအဖြစ်ပေါ့နော်။တဖြည်းဖြည်းနဲ့ကျွမ်းကျင်လာတဲ့အခါမှာကိုယ့်ရဲ့ nursing practice ကလည်း improve ဖြစ်လာတယ်လို့မျိုးကိုယ့်ရဲ့ decision making ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်းအဲ့ဒါကလည်းပို့ပြီးတော့မှ more inform ပို့ပြီးတော့မှအချက်လက်ပြည့်ပြည့်စုံစုံနဲ့ thoughtful စဉ်းစားတွေးခေါ်မှုအပြည့်နဲ့နောက်က objective ဆိုတာကတမားရိတ်ဖန်ချက်ချဘက်မလိုက်ပဲနဲ့ဆုံးဖြတ်လာနိုင်တာကိုတွေ့ရပါတယ်တဲ့အဲ့တော့တက်ရောက်ချင်းစီတူးချင်းစီရဲ့အလုပ်ကစွမ်းရည်ပြည့်လာပြီဆိုရင် improvement of your organizational skill အဲ့တော့ကိုယ့်ရဲ့အဖွဲ့အစည်းတွင်းလိုအပ်ချက်ကျွမ်းကျင်မှုကလည်းပိုကောင်းလာတာကိုတွေ့ရတယ်တဲ့ as you become a more reflective practitioner ကိုဒီဝိပန်တုံးသက်စဉ်းစားနိုင်တဲ့လူတစ်ယောက်ဖြစ်လာပြီဆိုရင် you will find that ဘာတွေကိုတွေးရမလဲဆိုတော့ the benefits of that practice အဲ့လိုမျိုးဝေဖန်သုံးသပ်စဉ်းစားတတ်တဲ့အလေးချင်းဂျာလက်တွေကနေတဆင်ပေါ့နော်အကျိုးကျေးဇူးကနေတဆင်သူက because evidence in many different aspects of your professional work ethics သူနာပြုတယောက်အနေနဲ့ကိုယ့်ရဲ့ professional အလုပ်တွေမှာလည်းသူက shoot down ဘောင်းဆောင်ကနေပြီးတော့မှကြီးတက်လာပြီးတဲ့အခါကျတော့ကိုယ့်ရဲ့အလုပ်မှာလည်းပို့ပြီးတော့မှအကျိုးရှိလာတာကိုတွေ့ရပါတယ်တဲ့ဆိုတော့ဒီ 5.1ရဲ့တတိယခေါင်းစဉ်လေးကတော့သူက benefits of reflective practice thinking and practice ပေါ့နော်အားလုံးစုစုပေါင်း6ချက်ရှိပါတယ် reflective practice တွေလုပ်ခြင်းအပြင်ကိုယ့်ရဲ့ practice ကလည်း improve ပို့ဖြစ်လာတယ်နောက်တစ်ခါ reflective practice တွေကနေတစဉ်ကိုယ့်ရဲ့လေ့လာသင်ယူမှုကလည်းပိုပြီးမှတိုးတက်လာမယ်နောက်တစ်ချက်က reflective practice တွေလုပ်ခြင်းအပြင်ကိုယ့်ရဲ့ပြဿနာဖြေရှင်းတဲ့စွမ်းရည်ကလည်းပိုတက်လာတယ်နောက်ကိုကိုရိုင်းကလည်း critical thinking က အသေးစိတ်စဉ်းစားတွေးခေါ်တတ်တဲ့လူဖြစ်လာမယ်။နောက် decision making ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်းယုံကြည်မှုရှိရှိလွယ်လွယ်ကူကူပို့ပြီးတော့မှဆုံးဖြတ်ချက်ချတတ်လာတယ်။နောက်ဆုံးချက်ကတော့ benefit ကကြတော့ professional nurse တယောက်အနေနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းတွင်းဆိုင်ရာစွမ်းရည်တွေလည်းပို့ပြီးတော့မှတိုးတက်လာမှာဖြစ်ပါတယ်တဲ့။ဒါကတော့5.1မှာပါနေတဲ့တတိယခေါင်းစဉ်မှာ benefits of reflective thinking and practice ပါဆရာတို့ဆရာမတို့ဆောင်းထဲမှာဆိုရင်စာမျက်နှာ151မှာအပေါ်ဆုံးမှာ A B C D E F ဆိုပြီးတော့မှာ6ချက်ရှိပါတယ်အဲ6ချက်ကိုတက်ထားပြဖို့လိုအပ်ပါတယ်နော်ခဏနေကြရင်5.1ရဲ့နောက်ဆုံးကောင်းစဉ်ဖြစ်တဲ့ barrier to reflection ဆိုတဲ့ဥစ္စာလေးကိုပြောတော့မှာဖြစ်ပါတယ်ခဏလေး break ယူရအောင်နော်